မင်္ဂလာပါကျွန်တော်တို့အိဆောက်တဲ့ရာသီတွေမကြခင်ရောက်ရှိလာတော့မှာဖြစ်ပါတယ်เนาะဒီဝင်လေးရာသီရောက်လာပြီဆိုရင်ကျွန်တော်တို့တော်တော်များများအိဆောက်မှုအတွက်ဒါစီစဉ်နေဆွဲနေတယ်အဲတချို့ကြတော့လဲဆားပြီးတော့စုံစမ်းနေပြီပေါ့เนาะဆိုတော့ဒီအခြေအနေမျိုးမှာကျွန်တော်အနေနဲ့ရေးပါတဲ့အကြောင်းအရာလေးတစ်ခုကိုဆွေးနွေးပြပါမယ်ဒါကတော့ကျွန်တော်တို့အိဆောက်တဲ့အခါမှာအမြဲတမ်းဒီကျွန်တော် client နေ customer တွေအမြဲတမ်းမေးလေးမိတာရှိရဲ့မေးခွန်းပေါ့เนาะသူတို့ကိုယ်တိုင်လည်း ဝေခွဲမရဖြစ်တာတွေရှိတယ်။ဒါကဘာလဲဆိုတော့အိမ်ဆောက်တဲ့အခါမှာအမူနဲ့ဆောင်မလားဆက်လက်နဲ့ဆောင်မလားပေါ့နော်။ဆိုတော့အိမ်ရဲ့အပေါ်ဆုံးအမူကိုဆက်လက်နဲ့သွားကျင်တာလားအမူနဲ့သွားအောင်လားပေါ့နော်။ဒါကိုအများနဲ့ကျွန်တော်တို့ plan နဲ့ကျွန်တော်တို့မေးကြတာရှိပါတယ်။ဆိုတော့ဒီကျွန်တော်ရုံးမာလာတွေ့တဲ့အချိန်ကြရင်လည်းဒါတွေမေးကြတယ်။ဘယ်ဟာအသာချက်ရှိလဲဘယ်ဟာအနည်းချက်ရှိလဲပေါ့နော်။ဒီကြောင့်လည်းကျွန်တော်ဆွေးနွေးမှာဖြစ်ပါတယ်။ဆိုတော့ဟိုကျွန်တော်တို့ဘယ် ရာဝဲလို့လို့ပေါ့နော်အစိုးကောင်းဆိုတော့ကျွန်တော်ဒွန်တွဲနေရမှာဒါတော့လောကကြီးရဲ့သဘောတရားပါနော်လောကကြီးရဲ့နေရာမှာပေါ့နော်ဆိုတော့ဒီမှာလဲဒီကိစ္စမှာလဲဒီလိုပါပဲနော်အစိုးကောင်းဒွန်တွဲနေတာရှိတယ်နော်အမိုးနဲ့မှာလဲကျွန်တော်တို့တမ်မတ်သွမိုးနဲ့ပေါ့နော်သွမိုးနဲ့မှာလဲကျွန်တော်တို့နော်အာနေချက်တွေအာသချက်တွေရှိကြသလိုပဲနော်ဆက်လက်မှာလဲကျွန်တော်တို့ဆက်လက်မိုးဆိုရင်လဲအာနေချက်တွေအာသချက်တွေရှိနော်ဒါကြောင့်ကျွန်တော်နှစ်ခုသလုံးကိုကျွန်တော်ရှင်းပြပေးလို့ဖြစ်ပါတယ်ဆိုတော့အိမ်ဆောင်တဲ့အခါမှာအဓိကတော့ကျွန်တော်တို့ကတမ်မတ် budget ကိုကျွန်တော်တို့ 6မိုက်ပေးရတယ်။အာအိမ်စောက်တဲ့ဒီ ancient client တွေကလည်းသူ့လက်ထဲမှာငွေဘယ်လောက်သုံးခြင်းလဲဘယ်လောက်ရှိလဲเนาะဒါတွေကိုအာကျွန်တော်စဉ်းစားတာရှိတယ်။ဆိုတော့ကျွန်တော်တို့ဖြစ်ချင်တဲ့စံတာအတိုင်းပဲအကုန်လုပ်လို့တော့မရဘူး။ဘာလို့ဆိုတော့ကျွန်တော်ကိုထောက်ထားတာဟာ budget တစ်ခုရှိတော့ဘူးเนาะ။ဆိုတော့ဒီ budget နဲ့ဝင်ရအောင်လည်းကျွန်တော်သုံးပြရ။ဆိုတော့ဒီနှစ်ခုလုံးမှာအားနှကြအားတကြရှိပါတယ်။ဒီเนาะဒီဆိုရင်ကျွန်တော်တို့အမိုးနဲ့ကိုအရင်စပြီးတော့ပြောပြပါဦး။ ဆိုအမိုးနဲ့မှာကျွန်တော်တို့ခေါင်ဒီဇိုင်းကအရေးကြီးပါတယ်เนาะအိမ်တစ်လုံးမှာကျွန်တော်တို့အမိုးနဲ့အိမ်ဆိုတာကကျွန်တော်ခေါင်ဒီဇိုင်းကိုအလှပြုပြီးတော့မှလုပ်ရတာပါเนาะဆိုတော့ဆက်လက်နဲ့အိမ်မှာဆိုရင်ကျွန်တော်ခေါင်ဒီဇိုင်းကမပါတာဖြစ်တဲ့အတွက်เนาะအိမ်ရဲ့အလုံးထည်ကိုပဲကျွန်တော်တို့က architecture point of view ကကျွန်တော်တို့ကကြည့်ကြတယ်ဒါပေမဲ့အမိုးနဲ့အိမ်ဆိုရင်ကျွန်တော်တို့အမိုးဟာထည့်ပြီးတော့အလှပအနေနဲ့ကျွန်တော်စဉ်းစားရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးလုပ်ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့က နော်အဲအိမ်ဒီမှာဆိုရင်ကျွန်တော်အမိုးနဲ့အိမ်ဒီမှာဆိုရင်ကျွန်တော်တို့ဒီခေါင်ဒီဇိုင်းအလှကိုလည်းကျွန်တော်တို့ကဦးစားပေးပြီးတော့ကျွန်တော်တို့နော်အာခီတက်တွေကျွန်တော်တို့ဒီဇိုင်နာတွေနော် NMG ကဒီဇိုင်နာတွေကျွန်တော်ရေးဆွဲရတာဖြစ်။အဲကြောင့်အမိုးနဲ့အိမ်မှာဆိုရင်ဒီဇိုင်းသမားတဦးအနေနဲ့ကကျွန်တော်တို့ကဒီအိမ်တိန်လုံးလှဖို့အမိုးကလည်းသူ့မှာအမိုးကိုလှအောင်အမိုးရဲ့ဒီဇိုင်းကိုခေါင်ချိုးတွေကျွန်တော်တို့ဆွဲပေးဖို့ကသူတို့တာဝန်ရှိတယ်။ဒါတော့အလှပါပဲ။ဒီလိုပဲကျွန်တော်တို့ကလှပပြီးရင်ကျွန်တော်တို့ကတကယ် အသုံးဝင်ပုံကကျွန်တော်ကြည့်ရမယ်ဆိုရင်အမိုးနဲ့ကသူ့မိုးနဲ့ဖြစ်တဲ့အတွက်ကျွန်တော်တို့ကမိုးရေမယူအောင်ကျွန်တော်တို့လုပ်ရတယ်။အမိုးရဲ့သဘောတဘာဝကကျွန်တော်တို့ကအမိုးလုံဘူးပေါ့နော်။အမိုးထည့်ခြင်းရွယ်ချက်ကအမိုးလုံဘူး။ဆိုတော့ကျွန်တော်တို့မိသားစုတစုမှာနော်အမိုးအမိုးကဆပြီးတော့အိမ်တော်ဦးစီးကဆပြီးတော့နော်အိမ်မှာအသက်ကြီးဆုံးနော်အဖေမေအိမ်တော်ဦးစီးကဆပြီးဒုက္ခကျွန်တော်တို့ပေးနေတဲ့နော်အိမ်တော်ဦးစီးကဆပြီးကျွန်တော်တို့ကအာ သူတောင်းသူမကြည့်တော့ဆိုကျွန်တော်တို့မိသားစုတစုလုံးမှာဒုက္ခရောက်တယ်လို့ကျွန်တော်တို့အိမ်ကြီးမှာလဲနော်အမိုးကအရေးကြီးပါတယ်အမိုးတစ်ခုအမိုးတမိုးသုံးမိုးအမိုးကိစ္စတွေမှာကျွန်တော်ပြဿနာတက်မယ်မိုးရေယုံမယ်အဲရေမလုံးပြဿနာဖြစ်တယ်ဆိုရင်ဒါတိန်လုံးကဘလောက်ပဲအိမ်ကောင်းကောင်းဆောက်ချတာကျွန်တော်တို့ဒုက္ခရောက်ကြတယ်ဒီသဘောပါပဲဆိုတော့ကျွန်တော်တို့ကဒီဆလက်အမိုးနဲ့ဒီရိုးရိုးအမိုးမှာဆိုကျွန်တော်ရိုးရိုးအမိုးတွေကတော့ကျွန်တော်တို့ကကောင်တာဆိုင်အလောင်းကိုယူပြီးတော့ဆွဲရတာရှိတယ်နောက်တစ်ခုကကျတော့တို့ကဒီပြန်ပြီးတော့ เนาะသူတို့ရဲ့အားနည်းချက်တစ်ခုနေပြီးပြန်ပြီးတော့ကျွန်တော်ဟိုဟိုဘယ်လိုခေါ်မလဲအပေါ်ကျွန်တော်ထက်တက်လို့မရတော့เนาะအဲတမန်မိုးတွေဒီတွမိုးတွေမှာဆိုကျွန်တော်ကအပေါ်ထက်ပြီးတော့တက်လို့မရတော့เนาะဆိုတော့ဘာကြောင့်လဲဆိုတော့ तू ကအမိုးပြတ်သွားတဲ့အတွက် तू ကမိုးလုံးကိုပဲ तू ကဟိုအားသာချက်ရှိတယ်သူ့ရဲ့အားနည်းချက်တစ်ခုကကျွန်တော်ကျွန်တော်ကဆက်လက်မိုးတွေလို့ပြန်ပြီးတော့နောက်ထပ်တစ်လွှာဖြစ်ဖြစ်เนาะနောက်ထပ်အပေါ်မှာเนาะဟိုကျွန်တော်တို့ open space တခုဖြစ်ဖြစ်ကျွန်တော်တို့ထားလို့မရတော့ဆိုတော့နောက်တစ်လွှာစားအောင်ကျွန်တော်တို့ကဆုံရှုံသွားတဲ့ပုံစံတွေရှိပါတယ်။ဒါကြောင့်အဲသူမိုးတွေကျွန်တော်တို့ MK မိုးတွေသူမိုးတွေလောက်တဲ့ခေါင်းလုံးလောက်တဲ့ချိန်မှာကျွန်တော်တို့ဒီအတွေ့အကြုံတွေကျွန်တော်ရပါတယ်။နောက်တစ်ခုကကျတော့သူ့မှာအားသက်ချက်တခုပြန်ရှိတာပါလဲဆိုတော့ cost တက်တာတယ်နော် slab မိုးဆိုရင်ကျွန်တော်တို့က cost ပိုစေးကြည့်တယ်နော်အဲဒီရိုးရိုးရိုးကျွန်တော်တုတ်မိုးကြတော့ကျွန်တော် cost တက်တာတယ်နော်ကိုယ့်ရဲ့ budget ပေါ်ချိန်ပြီးတော့မှအမိုးရဲ့အထူး เนาะอปาเนาะဒီပုံမှာလေးကျွန်တော်တို့က choice လုပ်ရရနောက်တစ်ခုကခေါင်းရဲ့ design เนาะ design ပေါ်လဲကျွန်တော်လေးပဲကြခေါင်းနဲ့တတ်မှတ်ဒီလိုကျွန်တော်မြင့်မိုဘိတ်ပုံစံမျိုးเนาะကျွန်တော်ခေါင်းဆိုရင်ဒါဟို design quadrant ဖြစ်တဲ့အတွက်ဈေးနှုန်းကလည်း quadrant เนาะအဲဒီလိုမျိုးလေးကျွန်တော်တို့ဆိုတော့ဒီသမိုးကြောင်းပြောမယ်ဆိုတော့ကျွန်တော်အာသင်ကျက်ရှိတယ်အာသာကျက်ရှိတယ်အားနေချက်ကတော့ကျွန်တော်အပေါ်တလှကျွန်တော်ထပ်တက်လို့မရဘူးเนาะအပေါ်မှာထပ်ပြီးတော့အုံးလို့မရသူကတော့မိုးရေ ဒီစာအုပ်ကြီးတစ်ခုလုံးအပေါ်စီးကနေမိုးရေလောပဲသူကနေတာစီပေးတာတခုပဲရှိတယ်เนาะကြံတဲ့ဟာတွေကအဲသူအသုံးဝင်ဘူးဒါပေမဲ့သူမှာအသက်ချက်တစ်ခုရှိရသူကတန်ဖိုးနေတယ်เนาะဒီစောင်းမှုစီးနေတယ်ပြီးတော့မြ мян သူတို့တက်လို့ရတယ်ဆက်လက်ဆိုရင်ကျွန်တော်နည်းနည်းအချိန်ပိုကြအချိန်ပိုယူတယ်เนาะဒါအားနဲ့ချက်အသက်ချက်ကိုကျွန်တော်ရှင်းပြပြီးတော့ပြောတယ်ဒီလိုပဲကျွန်တော်ဆက်လက်မိုးမှာဆိုရင်လဲကျွန်တော်သူ့မှာလည်းအားနဲ့ချက်အသက်ချက်ရှိပါเนาะဆက်လက်တွေအသက်ချက်ကတော့ကျွန်တော်တို့ကခုနပြောသလို လေကင်ဘောကနေကျွန်တော်တက်လာပြီးတော့မှကျွန်တော်အပေါ်မှာ open space နောက်တက်ကျွန်တော်တို့အဲနေရာတစ်ခုပေါ့နော်လုံချင်းနောက်ဆုံးလူချင်းမဆောက်တဲ့လုံချင်းကမိမိလုံချင်းကဟိုမြေကြီးပေါ်မှာနေရာမရှိပါစေဘူးကိုကအပေါ်မှာတက်ပြီးတော့မှနော်နေရာနော်နေရာတနေရာကိုကျွန်တော်ပြန်ရတဲ့သဘောပေါ့နော်ဆိုတော့မြို့ပြလေးမှာကျွန်တော်ကဒီခေတ်အများကြီးကြုံရတယ်နော်အဲ20 60မြေလေးဆိုပို့ဆိုတော့နော်40 60လေးတခါကျရင်ကိုယ့်အိမ်ကအိမ်ရဲ့လိုအပ်ချက်မိသားစုလိုအပ်ချက်တဲ့အရာ စောက်လိုက်ပြီဆိုကျွန်တော်အောက်မှာကာထားပါထားနေနေရာမရှိတော့ဆိုရင်ကိုယ့်ရဲ့ outdoor space တွေနဲ့ကျွန်တော်အပေါ်ယူရတော့နော်ခုနောက်ပိုင်းတော်တော်များများလည်းဒီတွေးခေါ်ကြောင့်ကျွန်တော်တို့အာ ruthless ruthless ဆိုတာကျွန်တော်ပြောလာကြတော့ဗောနော်ဆိုတော့သူကအဒါကတော့အာသာချက်ရှိတယ်နောက်တစ်ခုကကျတော့အပေါ်မှာနောက်ထပ်လုံချင်းလေးဖြစ်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 ကျွန်တော်တို့ foundation နိုင်ရေဗောနော်နောက်ထပ်လုံချင်းလေးတစ်လုံးကျွန်တော် select move ဆိုတာထပ်ဆောက်လို့ရတာဖြစ်တဲ့အတွက်အဲ့မှာလည်းသူကဟိုလုံချင်းလုံချင်းအိမ်မှာလုံချင်းပေါ်လုံချင်းဆက်ပေါ့နော်ပြောချင်တာက လုံချင်းအိမ်ဆိုမဲ့ဒီအောက်ကအိမ်ကကျွန်တော်တို့ကမြေခွက်အနေထားရကျင်းနေဆိုရင် space မရှိဆိုတော့သူ့ပေါ်မှာသူ့ရဲ့အမိုးပေါ်မှာနောက်ထပ်ဆက်လက်မိုးထပ်မိုးပြီးတော့မှနောက်ထပ်လုံချင်းလေးတစ်လုံးထက်ထည့်ခြင်းအဖြစ်ကျွန်တော်တို့ကပို့ပြီးတော့ relax အဲ realization ပို့ဖြစ်တာပေါ့နော်ဒါဒါအားသာချက်ပေါ့ဒါပေမဲ့ဆက်လက်တွေမှာကျွန်တော်အားနေချက်ကတော့ oh not sorry ပါနောက်နောက်ထပ်အားအားနေချက်တစ်ခုကကျွန်တော်ကျွန်တော်တိဆောက်ချိန်ကြာတယ်ခုနပြောသလိုပေါ့တိဆောက်ချိန်မှာကျွန်တော်တို့ဆက်လက်တပြားဆိုရင်ကျွန်တော်တို့ engineer တွေ့ချက်မှုရ အမိုးနဲ့မတူအမိုးက weight ပေါ့တယ်ဆက်လက်ကြတော့ကျွန်တော် weight ကဒီတန်နေဘင်းဒုတ်တွေကျွန်တော် concrete တွေကိုထမ်းရတာဖြစ်တဲ့အတွက်ကျွန်တော် foundation မှာပို့ပြီးတော့ကုန်ကျစရိတ်တွေပုံများတယ်เนาะဒါတစ်ခုနောက်တစ်ခုကတိဆောက်တဲ့တိဆောက်စရိတ်စီကြာတာပေါ့เนาะဆိုတော့ select ဆိုရင်ကျွန်တော်တို့ forward တွေနဲ့ရရတယ်တီတောင်နေနဲ့တင်တိုင်းနေနဲ့ထောက်ရတယ်เนาะ select ခွာဖို့ဆိုရင်ကျွန်တော်အနည်းဆုံးနှစ်ပတ်သုံးပတ်အကြောင်းအချိန်ပေးရတယ်ဒါမှကျွန်တော်တို့အရင်ကြီးအချိန်နေကုန်တာပေါ့เนาะဆိုတော့အဲဒါတော့သူ့ရဲ့ energy ဖြစ်ပါတယ် ်เนาะအားနဲ့ကျအားသာချက်ရှိတယ်နောက်တစ်ခုကကျတော့နောက်တစ်ခုကအစိုးရစရာတစ်ခုရှိတာကကျတော့ကျွန်တော်ဆက်လက်မိုးဆိုရင်တမန်တုံမိုးဆိုရင်ကျွန်တော်တို့အများသောအဖြစ်ရေလုံတာများတယ်တုံမိုးအစ်စ်ဆိုရင်ရေလုံတာများဒါပေမဲ့တစ်ခုတော့ရှိတယ်တုံမိုးမှာလည်းအားနဲ့ချက်က installation သမမကောင်းရင်ကျွန်တော်တို့ကတုံမိုးလည်းเนาะမိတ်ဆွေခိုင်းရင်ဘလောက်ပဲ gate to to မိုးထားသည်ဖြစ်စေနိုင်ငံခြား brand တုံးထားသည်ဖြစ်စေကျွန်တော်တို့ကเนาะတုံမှာလည်း အားနေချက်ကကျွန်တော်တို့သွတ်ဆက်တွေတခြားမကောင်းစကူတွေတခြားမထူထောင်းဆီလီကွန်တွေတခြားမထူထောင်းဆိုရင်မိုးကယူမှာပဲเนาะဒီလိုမျိုးတွေအဲကျွန်တော်တို့ကြုံမှုတာလည်းများရှိတယ်เนาะအဲ့လိုပဲအဲဆလတ်မိုးမှာဆိုရင်เนาะကျွန်တော်တို့ကရေလုံတဲ့ကိစ္စကြတော့ तू ကကောင်းတယ်သို့ပေမဲ့ तू လည်းရေရေယူနိုင်တယ်ရေစိတ်နိုင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့တစ်ခါကျွန်တော်ဗီဒီယိုမှာပြခဲ့သလိုပဲเนาะအာဒီတော့ပင်လောင်းတဲ့အချိန်မှာကျွန်တော်တို့ကအရန်ဂရုစိုက်ရတယ်เนาะတော့ပင်လောင်းတာ နော်စလုပ်တခြားမကောင်းနိုင်ဆိုရင်ဒီဆလတ်ပေါ်မှာရေတင်မယ်ရေတင်ပြီးရေယူမယ်နော်ရေစိတ်မယ်အ ਨੇ ဆုံးကျွန်တော်တို့အပေါ်ဆုံးတက်ဆလတ်တွေဆိုတာဒါတို့လူတော်များကြုံမှုကြတယ်အပေါ်ဆုံးတက်အထက်ရေဆလတ်ဆိုရင်အဲ့ဆလတ်ရဲ့အောက်မှာဆိုကျွန်တော်ရေတွေသီးနေတာလေးနော်ဟိုဗာလေဟိုဟာတွေဖြစ်နေတာလေကျွန်တော်တို့ပူတွေဆွဲနေတာတွေအကွက်ကွက်တွေဖြစ်နေတာအရင်ရုပ်ဆိုးတယ်နော်ဒါကြောင့်ကျွန်တော်ဆလတ်မိုးတဲ့အချိန်မှာလေနော်ရေလုံတယ်လို့ပြောလို့မရဘူးဆလတ်ဖြစ်ပြီဆိုပြီးကျွန်တော်တို့ရေလုံပါမယ်ဆိုပြီးလုံးဝကွက်တိအာမခံပဲအချိန်ကြာလိုက်မြတ်ဒီဆလတ် ဲ့ဆို select ကိုရေးမျိုးစင်းနေကျွန်တော်ရေလုံးစေးတွေတုတ်ကြတော့เนาะဒီလိုမျိုးရှိအဲကြောင့်ကျွန်တော်ဒီနေ့ဆွေးနွေးပြခဲ့တဲ့အကြောင်းအဖြစ်တဲ့ select မိုးမလားအမိုးမိုးမလားเนาะဒီအကြောင်းအရာလေးကိုကျွန်တော်တို့ဆွေးနွေးပြခဲ့တာဖြစ်ပါတယ်เนาะအဲဆောင်းမဲ့တွေနေနဲ့လည်း LNG နဲ့လာရောက်ပြီးတော့အဲဆက်သွယ်စုံစမ်းနိုင်ပါတယ်เนาะ LNG နေနဲ့အဒီကာလောက်မှာကျွန်တော်အဆောင်းမဲ့တွေအတွက်ပေါ့เนาะကျွန်တော် promotion တွေရှိတယ်เนาะကျွန်တော်တို့အဲစိတ်ဝင်စားဖို့အစီအစဉ်တွေလည်းကျွန်တော်တို့လုပ်ထားပြတာဖြစ်ပါတယ်လာမဲ့ နော်ကျွန်တော်တို့ရှေ့လနော်အဲဒီဆယ်လာပိုင်းတဲမှာလဲကျွန်တော်တို့နော်အဲအိမ်ဆောင်မဲ့သူတွေအတွက်ကိုကျွန်တော်တို့ပွဲလေးဒီစီစဉ်ထားတယ်နော်အဲအကျိုးမျက်ရှိမဲ့ဒီကုမ္ပဏီဘက်ကအကျိုးမျက်မဟုတ်ဘူးအင်ရှင်တွေဘက်ကလည်းတကယ်ကိုအကျိုးမျက်ရှိမဲ့ပွဲလေးတွေကျွန်တော်စီစဉ်ထားတယ်နော်ဒါကိုလေမဆောင်မြော်ပြီးတော့မှနော်ကြည့်ရှု LNG Facebook page မှာကြည့်ရှုပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကိုတင်လေးဦးမှာ LNG Founder ပဲနော် LNG နေတဲ့ project တွေကိုလက်ရှိမှာလှုပ်ဆောင်နေတယ်လှုပ်ဆောင်နေတဲ့ project အသေးစိတ်တွေကိုလည်းကျွန်တော် online ပေါ်မှာတင်ပေးနေတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါ